နေဦးနာရတဲ့ channel ကိုအပိနာစင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာဖက်ပြသွားဖို့ရွေးချယ်ထားတာကတော့ဆရာကြီးတာရူရဲ့ထင်သားပဲဆိုတဲ့အထူးလိုပဲဖြစ်ပါတယ်။နားဆင်ရပေးပါဦးနော်။ ီနေ့ဥတီမာအစိုးကြီးရုံးစင်းလာတယ်ပါလားလွယ်အိတ်နဲ့ဒီကိုလက်တစ်ဖက်သေးပြင်စုကိုင်းရင်ခက်မမှန်ရှောက်လာသူ လူတူဦးကမိမခက်ကြီးကြီးတယောက်ကရေပုံမိုင်းတွင်အဝတ်လျှော်နေရမှထလာကဒိုလင်စည်းကြိုနှုတ်ဆက်လိုက်တဲ့ဖြင့်မစောပါဘူးဒေါ်ကင်းမုံရဲ့ဒီနေ့စနေနေ့ပဲဟာနေ့တော့။အော်ဟုတ်ပါရဲ့ကျမဖြစ်စနေနေ့ရဲ့ပါရဲ့တော့သတိမထားမိတော့ဘူး။ ဒါနဲ့စကားမဆက်တခုတော့ပြောလိုက်ရအောင်မေတို့ဒေါကင်းမုံဆိုသူကနိဒန်းပြူရင်နှကန်းထူရူကြီးကိုရှာပြင့်တက်နေစဉ်ဥတည်မောင်းလဲလမ်းလေတွင်ရက်နေရမှာအလိုက်တီစွာလမ်းမေးရှိပိန်းတဲ့ပင်တပင်အောက်သို့ရွှေ့လိုက်ပြီးမှစိုးစမ်းမအောင်ဗမများပါလိမ့်ဟုဥတည်မောင်းကမေးလိုက်သည်နင်တခြားတော့မဟုတ်ပါဘူးကျမရဲ့သဘောထားကိုဥတည်မောင်းလဲအတိသားမဟုတ်လား ဦးတင်မောင်တို့အပေါ်ဘလို့စိတ်ကောင်းထားတယ်ဆိုတာလေ။သိပါတယ်ဗျ။ကဲလူရင်းကပါလေပြောမှသာပြောပါ။အင်းပြီးတော့ရှင့်မိမအပေါ်လေကျမတော်တော်ပဲခင်ခင်မင်မင်ရှိတယ်မဟုတ်လား။အေးပါလေတိပါတယ်ဆိုမှပဲပြောမှကတခြားမဟုတ်ပါဘူးရှင့်မိမပေါ့မအေးလာရေလေသူ့ကိုနည်းနည်းဆုံးမထားရင်ကောင်းမယ်ဗျာ သူ့ကိုဆုံးမရမယ်။မဲ့အေလာဘာပြုလို့တော့ခမရစကားကအရင်မရှိဖျားမရှိနဲ့။ဒီလိုပါဥတ္တမောင်ရဲ့ရှေ့မိမရဲ့မဲ့အေလာပေါ့ကျမနဲ့ဖြစ်ဖြစ်ဘသူနဲ့ပဲဖြစ်ဖြစ်ပေါ့ရှင်။ဘာစကားပြောပြော ထင်သားပဲထင်သားပဲနဲ့ကြီးအနိုင်ယူသွားတယ်ရှင်။ဤတွင်ဒေါကင်းမုံစကားစားသည်ခဏရက်သွားပြီးဥတ္တမောင်ထံမှအဖေကိုစောင့်စားရင်းငေးကြည့်နေ။ဥတ္တမောင်တွင်လည်းထိုစကားအတွက်အတန်ကြာတွေ့၍စဉ်းစားနေပြီးမှ အင်းအဲ့ဒါကျုပ်ကဘာလို့ရမှာတော့ဒေါက်ကင်းမုံရဲ့စုံမရမယ်ဆိုတာဒီကိစ္စလားအင်းပေါ့ကျမတို့ကတော့အရေးမကြီးပါဘူးမအီလာနဲ့ကျမဆိုတာကပြောမနာစုံမနာတွေမျိုးကျမကလည်းသူဘာပဲပြောပြောဘွေးမယူပါဘူးဥတီမောင်လည်းတိမာပေါ့အင်းဒီပြင်မိမနေနေတော့တနည်းနည်းအကြီးကျယ်ရင်ပြကြလိမ့်မယ်ဘာကြောင့်ရှင့်နေရှင်နားဝေးရန်ကော ခုနပြောသလိုကြောင့်ပေါ့ဘာအကြောင်းပြောပြောဘာစကားပဲဖြစ်ဖြစ်မအီလာက ထင်သားပဲနေချင်အနိုင်ယူယူသွားတယ်။အော်အော်မနေ့ကလည်းဈေးထဲမှာဟိုဘက်လန်ကဆေးစရာကတော့နဲ့ထထက်ကြရောလားအောက်မေ့ရတယ်။ဘလို့ဖြစ်ကြလို့လဲ။ဆရာကတော့ကခုတလောငားဝယ်မရတာတမဝယ်ရမကြောင်းလို့ပြောတော့မအီလာကတမဝယ်ရမလို့ရင်ဒီလိုဖြစ်မယ်ဆိုတာထင်သားပဲတဲ့။အင်း ဒါနဲ့ဒါနဲ့ဆရာကတော်ကတမဝယ်မကလည်းဒီလိုမဖြစ်အောင်ကာကွယ်မပေးဘူးငားတွေတွေကလည်းမကောင်းမှုရှင်အမျက်ကြီးစားခြင်းလို့ငားတွေကိုဘေးထုတ်ပြီးဖြောက်ပစ်တာလို့ပြန်ပြောတော့မအီလာကတခါဟုတ်တယ်ငားတွေတွေကဒီလိုပဲလုပ်လိမ့်မယ်လို့ကျမလည်းထင်သားပဲတဲ့အဲ့လိုကြီးထင်သားပဲနဲ့အနိုင်ယူယူပြောတော့တစ်ဖက်သားလည်းဘယ်ခံခြင်းမလဲဒါနဲ့စကားများကြပါရောအေးအေးကောင်းပြီလေ နောက်ကိုဒီလိုမပြောအောင်ကြုတ်ကြည့်ပြီးဆုံးမထပါအောင်မေကဲသွားမယ်ဗျာနော်ဒေါကင်မုံဥတည်မအောင်အင်းရောက်လာပြီဖြစ်ရုံးတရာရင်ဝတ်တော်အင်းကြီးလုံးကြီးများကိုချွတ်၍အိမ်နေဝတ်တော်ဝတ်စားများဖြင့်လဲလဲဝတ်ဆင်ပြီးမှဒိုအေးလာအနီးသို့ခေါ်၍အေးအေးလူလူပင် ပြောဆိုဆုံးမလျက်ရှိစင်စစ်တော်ထိုထင်သားပဲကိစ္စနှင့်ပတ်သက်၍ဒေါကင်မုံပြောလိုက်မှာဥတည်မအောင်တည်တည်မဟုတ် သူစနီဤထင်သားပဲဟုပြောရသည့်အလေထာကိုညာစာကပင်သိခဲ့ပြီးဖြစ်၏သို့သောဥတ္တမောင်ဖူး၌ထင်သားပဲသည်ဘာမှအနှောင့်ယှက်မဖြစ်အမတ်တမဲ့ပင် ရှိနေခဲ့ရမှာယခုဒေါ်ကင်းမုံပြောလိုက်မှတတိပိထားရင်ကောင်းပြီဟုရည်ရွယ်ချက်ဖြင့်ဆုံးမနေခြင်းဖြစ်ဟန်တူ၏အေးကွာတတိကြကြတွေးကြည့်တော့မင်းထင်သားပဲကအတော်အောင်စရာကောင်းနေတစ်ဖက်သာအခန့်ရက်ခက်တာပေါ့နောက်ကမသုံးနဲ့ကွာ ခက်အေးအေးပင်ဥတည်မောင်ကသတိပေး၏ဒေါ်အေးလာကလည်းနောက်နောက်နေသူစင်ရင်တော့မိဖြစ်ကြောင်းဂရိခဲ့၏နောက်တစ်နေ့နဲ့နဲ့ဥတည်မောင်လည်းထုံးစံအတိုင်းသတင်းစာတစ်စောင်းကိုကိုင်ကော်ဖီတောက်ရင်ဖက်ရှူနေရမှာဟေးမေးလာအထေရီဈေးကြတော့မယ်ဆိုပါကလားခုထောက်ပိုင်ကြီးကအထေဝင်ဖို့စီစဉ်နေပြီတဲ့ကွာကျမထင်သားပဲဒါကြောင့်ခေါင်းစွတ်တွေစုပ်နေတာတော့ပိတ်မဝဲသေးဘူးအထေရီဈေးကြမှာဝယ်မယ်လို့စောင့်နေတာပေါ့ ဒေါ်အီလာကမူပြောနေကြတဲ့အမတ်တမဲ့ပင် ပြောလိုက်တော့လေဥတည်မောင်းနေတော့ကမျက်စောက်တခဲခဲဖြင့်ကြည်နေဤဒီကိုဒေါ်အီလာမရိပ်မီဥတည်မောင်းအာကျော်ပရင်ဆောင်းများကိုနေဘူးထုတ်လန်းနေဤအတန်ကလေးကြာမှတဖန်ဟာကျောင်းသားအမတ်တက်ကိုဖမ်းသွားတယ်ဆိုပါလားအင်းစူကြပူကြအောင်မထင်ပါရဲ့တို့လင်ဥတည်မောင်းပါဇက်ကလှုပ်ခနဲ့ထွက်သွားထင်သားပဲ တနေ့နေ့တော့ဒီလိုဖြစ်လင့်အောင်မယ်ဆိုတာဟုဒေါ်အေးလာကထင်သားပဲလိုက်ပြန်ဤတွင်ဥတင်မောင်လည်းစိတ်မရှိနိုင်တော့တလို့စက်ကနေထားသွားကလေကားရဲမှတပြက်စီကိုဆွဲလျက်ဒေါ်အေးလာအားသုံးလေးရက်မြတ်ခက်ဆက်ဆက်ရိုက်လိုက်ရင်ကဲထင်အောင်ကွာထင်အောင်မနေ့ကပဲငါပြောထားတယ်ဒီအချိန်ဖြောက်ပါဆိုတာကိုင်းထင်အောင်ဤတွင်မှာဒေါ်အေးလာလည်းချစ်ပြက်လက်ပြက်ဖက်ခနဲ့ထိုင်ကြတဲ့ကဝမ်းနဲ့ပလက်ဟင့်ကိုနေရာမှာ အောက်ပါအတိုင်းဩပြောလိုက်၏ရှင်တမျက်စီကိုင်းလာကလေးကရိုက်မယ်ဆိုတာထင်သားပဲစင်မဖြစ်မီခစ်ကမြမအလင်းသတင်းစာတွင်ပါခဲ့ဘူးသောကာတွန်းရုပ်ပြောင်းကိုမိပါသည်အတွဲလေးအမတ်စနစ်မြဝတီမဂ္ဂဇင်းအော်တိုဘာလ1956ခုနှစ်အခုဖတ်ပြခဲ့တာကတော့ဆရာကြီးတာလူရဲ့ ထင်သားပဲဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဆရာကြီးတာလူရဲ့ပေါ်လွန်အားကြီးပါတယ်ဆိုတဲ့ဝတ္ထုတို့ကိုဖျက်ပြတော့ပါဦးမယ်ရှင်။နားဆင်အပ်ပါအောင်နော်။ပေါ်လွန်အားကြီးပါတယ် ဘောင်းမီဖင်ချက်ဝှက်လေးရှိသော ပက်ကီသည်ပေါ်လွန်အာကြီးချင်းကိုမကြိုက်ပေအမှန်ဆိုရင်ပေါ်လွန်အာကြီးချင်းကိုမိသူမှမကြိုက်နိုင်ပေပေါ်လွန်အာကြီးသည်ဟုဆိုရ၌ယူတွတ်နိုင်ခြင်းကြောင်တက်တက်ဖြစ်ခြင်းတစ်ဖက်သားအဖို့ရည်ကြီးစပွဲဖြစ်ခြင်းစသောအထိပယ်အရေးရာအမျိုးမျိုးထွက်နိုင်သည်ပေါ်လွန်အာကြီးချင်းသည်မိသည့်ရှုထောင်မှကြည်ကြည်ပေါ်တော်ကြီးမဟုတ်ပါလားထို့ကြောင့်မိမိအနေနဲ့ပေါ်လွန်အာကြီးနေမိကိုလူတိုင်းကြောက်ကြခြင်းဖြစ်သည် ထို့မြတာမကသည်တစ်ဖက်သားအနေနဲ့ပေါ်လွန်အားကြီးနေရင်လည်းလူတိုင်းဤမျက်စီတဲ့နားရနိုင် ကိုလိုကလန်ဖြစ်မိကြစမြဲသည်ပေါ်လွန်အားကြီးခြင်းကို မုန်းသူများအတင်းဖွဲ့လျင်ပယ်ကြီးမှာဥက္ကဋ္ဌအတင်းမြောက်ခြင်းခံရတတ်သူဖြစ်သည်အမလီပေါ်လိုက်တာဟဲ့ဟိုမှာကြည့်စမအောင်ဘာကြီးဝတ်လာမှန်းမသိပါဘူးဆံပါပဲပယ်ကြီးပြောမိဆိုရင်လည်းပြောစရာဖြစ်သည် မခင်မြတ်တွေသည်ခိစရုံငငယ်ကိုထုံးက စမြိတ်ဖွာရရချထားသည် နိုင်လုံးမထူမပားအင်ဂျီလက်ရှိခါရှိပွားပွားကိုဆင်းမြန်းထားရာမုံမောက်တော်ရင်သားများကအင်ဂျီသားပြပြကိုတိတာယုံကလေးထောက်ရထားသဖြင့်မြင်ရသူယောက်ျားတယောက်ဤစိတ်ထဲတွင်မချစ်မရဲနှင့်တမျိုးကြည့်၍မငြင်းနိုင်ဖြစ်သည်ဟုထင်မြင်ဖြစ်တော်လဲခစ်ဆန်သောစင်ရင်ဝတ်စာမှုမဟုတ်သမို့ပက်ကီဤမျက်စိထဲတွင်မူကုလုကလန်ဖြစ်နေသည်ထမိန်မှာအချိတ်စင်ပိုးထမိန်ဖြစ်သည်ဖနက်မှာဂရီဘာပိန်းနှံဖနက်ဖြစ်သည် မခင်မြတွေသည်ပဝါကလေးကိုလည်းခြုံထားလိုက်သည်သည်ပေါ်လွန်အားကြီးပါတယ်ဟဲ့သူမို့ဝရဲတယ်မရက်တဲ့အတိုင်းပဲပက်ဂီဒီမျက်စိထဲတွင်ကြည့်၍မရလွန်သဖြင့်ထက်၍ပြောပြန်သည် ပက်ဂီအနားနိုင်ရှိကြသော ပင်စီမာဂရက်အိုင်ရင်မော်လီဟဲလင်ပရစီလာတို့ကလည်းမခင်မြတွေကိုကြည်ကအမျိုးသမီးကပိုးတွတ်တွတ်ကြီးနဲ့တူပါတယ်ဟုတ်တညီတညွတ်ထဲပင်ဝေဖန်ကြသည် ပက်ဂီနှင့်မင်းကလေးများမှာ မခင်မြတ်တဲ့ကဲတို့မဝတ်ဆင်ကြပြီသူတို့သည်ဘောင်းမီဖင်ချက်စပုတ်ရက်ကိုစီနှင့်ဖြစ်ကြသည်ထို့ကြောင့်ပေါင်နှံများသည်အချောင်းလိုက်အချောင်းလိုက်ရင်းသားများသည် အပြွတ်လိုက်အပြွတ်လိုက် ပေါ်လွန်အာကြီးပါတယ်ဟူသောစကားသည်တခဲလုံးတို့ကူးဆက်ပြန့်ပွားသွားသည်မိန်းကလေးများသည် ထိုစကားကိုပြောနေကြသည်သူတို့ဤမျက်လုံးများသည် မခင်မြတ်တဲ့ဘက်တို့ဝီယူဝီယူတွားရသည်ဖြင့်မအားလက်အောင်မင်းရှိနေသည် မခင်မြတ်တဲ့အဖို့မာမူကအလွန်နေရခက်เสียဖြစ်သည် သူသည်လူသားဖြစ်သည်မဟုတ်ပါလားလူပီပီပေါလွန်အားကြီးခြင်းကိုဘယ်နည်းနဲ့မှကြိုက်နိုင်မည်မဟုတ်ပေတခန်းလုံး၌ရှိသောမိန်းကလေးများကသူ့အားပေါလွန်အားကြီးပါれဟုပြောဆိုဝေဖန်နေကြသည်ကိုသူမရင်မီပဲနေမည်မဟုတ်နေမြင့်လာသောအခါငွေနေအခံပွဲပြီးဆုံးသွား၏ rock and roll တေးဂီတာတန်လဲဆဲသွားပြီကာဝေးကိုလည်းရုတ်သိမ်းလိုက်ပြီပက်ဂီဒီကားကိုကိုယ်တိုင်မောင်းပြီးအိမ်သို့တုတ်ချီတင်ခဲ့လေ၏ ကားမောင်းရင်မက်ခင်မြတ်တွေကို မျက်စီထဲ၌မြင်ရောက်နေမိပြန်သည်ဟင်းဟင်းအဟုတ်ကိုပေါ်တဲ့မြို့သမီးပဲဒါကြောင့်သူ့ကိုတွဲကားမိသူတယောက်မှမရှိတာပဲအိမ်တို့ရောက်တော့အခါသူ့မမီကိုအိယာထဲ၌တွေ့ရသည် သူ့မမီကစီးရွေစကားပြောလေသည်ပက်ကြီးပြန်လာပလားအတော်ပဲသမီးမမီကောင်းကင်နေလို့ဒီနေ့ကင်း grand hotel မှာမင်္ဂလာဆောင်သွားစရာရှိတယ်လေသမီးပဲဆက်သွားလိုက်စမှာကွယ် သွားဖို့အချိန်တောင်ကြာနေပြီမှတ်တယ်။ခစားမရှိဘူးလေပန်ကြီးပဲသွားလိုက်မယ်ခုပဲသွားမယ်။အေးအေးနေပါအောင်တမီးအဝတ်လဲသွားအောင်လေ။အိုးမမေကလည်းပေါ်တော်တော်ကြီးတွေဝတ်ခိုင်းအောင်မယ်ဒါနဲ့ပဲသွားမယ်။ပန်ကြီးဒီကားကလေးကို ကိုရိုင်းမောင်းက Grand Hotel သို့ထွက်လာခဲ့လေ။ပန်ကြီးဒီအပရိတ်တက်ကြားထဲမှာဖျက်သွား၍ဇဝဲတလုံး၌နေရာယူလိုက်သည်။သူသည်အလွန်အံ့ဩတူဝေသွားမိ၏။အလွန်လဲထိတ်လန့်သွားမိ၏။ အကြောင်းကပေါ်လွန်အာကြီးသူတို့တိုင်းနေထိုင်သောတိုင်းပြည်ကလေးတခုတို့မိမိအဘယ်ကြောင့်ရောက်ရှိနေရသနည်းဟုစဉ်းစားရမရတော့ကြောင်းလေပဂီဒီအမျိုးသမီးပြိတ္တကိုဂယုဆိုင်၍ကြည်နေမိ၏ဟောမခင်များတွေဤမင်္ဂလာဆောင်တို့တူလဲလာသည် အမတ်လေးပေါ်လိုက်သည်ဖြစ်ခြင်းတယောက်များဘောင်းမိဖင်ချက်ကိုမဝော့ပိုးထမင်းအစင်မျိုးမျိုးကိုဖက်ရှင်လုပ်ကြသည်ဇလုံးများကိုကြော့နေအောင်ထုံကြ၏စမိတ်များကိုဖွာရရချကြ၏ ပန်းမြကိုဝင်းနေအောင် ပန်းကြ၏။အင်းကြီးလက်ရှိကို အသားပေးကြ၏။ပဝါကိုစီချကြ၏။ဆွဲကြိုးအသွဲသွဲလက်ကောက်အထက်ထက်အပြင်ခြေချင်းများကိုလည်းဆင်မြန်းကြ၏။မက်ခင်မြတ်တွင်နှင့်အမျိုးသမီးပြိတက်ကလည်းပက်ကီကိုသာလန့်၍လန့်၍ကြည်နေကြသည်။ကြည်ုံသာမကသည်အချင်းချင်းတီးရိုးပြောဆိုဝေဖန်နေကြသည်။အမျိုးသမီးပြိတက်၏စကားတန်သည်တဖြည်းဖြည်းကျေလောင်လာ၏။သူတို့သည်ပက်ကီကိုကြည့်၍ကြည့်၍ပြောဆိုနေကြသည်။ ပေါ်လွန်အကြည့်ပါတယ်အရှက်နေလို့သာပေါ့တနည်းမှပြောလိုက်တော့ထိုစကားတန်ဒီဘက်ကီဤနားတဲ့သို့ပြန့်လွင်လာသည်ဒီလောက်တောင်ပေါ်လွန်တော့ယွန်စရာကောင်းနေဤကအခြားတနည်းမှအတန်တန်ဥလူဘောရဲ့တမီလေးမင်္ဂလာဆောင်လာတကူဤဒီမှာလဲအခြားတနည်းမှအတန်တန်ဟေးပေါ်လွန်အကြည့်လာပါလားကွအခြားတနည်းမှအတန်တန်မင်းဖြစ်သည် ပရိသတ်ကြီးသည်တလုံးလွတ်တရရဖြစ်နေသည်ပက်ဂီကိုကြည့်၍ကြည့်၍ပြောဆိုဝေဖန်နေကြ၏ပက်ဂီသည်ငိုလဲငိုခြင်းသွားသည်ကြည်လဲရည်ခြင်းမိသည်ငိုခြင်းသည်မှာပေါ်လွန်အာကြီးကိုမုံတီးသူမိမိအားပေါ်လွန်အာကြီးသည်ဟုဆွဆွဲခင်ရ၍ဖြစ်၏ရည်ခြင်းသည်မှာပေါ်လွန်အာကြီးသူတွေကမိမိအားပေါ်လွန်အာကြီးသည်ဟုပြောဆိုနေကြသည်မှာတင်းင်းသည်ကဤတပြန်ဆိုတကဲ့သို့ဖြစ်နေပြီဟုထင်မိသောကြောင့်ဖြစ်၏ပက်ဂီမှာတဖြည်းဖြည်းနှင့်အနေရခလာသည် မြို့သမီးများကသူ့အားပေါ်လွန်အားကြီးတယ်ဟု၍ပြောဆိုဝေဖန်နေကြပြီး ပေါ်လွန်အားကြီးသူတို့ဤတိုင်းပြည်၌ပယ်ကီမနေလိုတော့ပြီထို့ကြောင့်အဲ့ခံပွဲမပြီးဆုံးမီပြီပြန်ရန်ပြိတက်ကြရဲမှဖြက်၍လျှောက်သွားလိမ့်ဤအပြုတ်လိုက်ဂုံယူဝင့်ကြွားနေသောရင်သားများကတလုံးလုံးအဆိုင်လိုက်အခဲလိုက်အလှပြန့်နေသောတင်သားများကတတုံတုံအချောင်းလိုက်ချောင်းလိုက်လူမြင်ခံနေသောပေါင်နှံများကတခါကပိုးလုံးပါပြီကွာဘာကြီးများဝတ်လာမှန်းမသိဘူး တနည်းမှမကြတကြအတန်တန်ထွက်ပေါ်လာသည်။အိုးပိုးတယ်ဆိုတာအကောင်းမနေထင်ပါရဲ့။အခြားတနည်းမှအတန်တန်ထွက်ပေါ်လာပြန်သည်။ပက်ကီဒီဟိုတယ်ပေါ်မှခက်မြင်မြန်ပြေးဆင်းပြီးကားပေါ်တို့ခုံတက်ကအိမ်တို့တုတ်ချေတင်လေ၏။အိမ်တို့ရောက်ပြီးမမီးနဲ့တွေ့၏။ဘယ်နဲ့လဲဟိမင်္ဂလာဆောင်စီးရဲ့လား။အာမမီးရေစီရတော့စီပါရဲ့နောက်ဆိုပက်ကီမသွားကျင်တော့ ဘာဖြစ်လို့လဲသမီးရဲ့ဟာမင်္ဂလာဆောင်ဆိုတာပေါ်တိုတိုလူတွေသွားတာမဟုတ်လားလို့သူကပယ်ဂီဤမမီသည်စပုတ်ရက်ကိုချုပ်ကဘရာဇီယာလေးနှင့်ပြန်ထွက်သွားသောပယ်ဂီကိုကြည့်ရင်ငါကလည်းငါသမီးယူပေါ်ပေါ်ကိုမှမင်္ဂလာဆောင်လွတ်လိုက်မိတယ်ဟူတယောက်တည်းညှဉ်းညူမိလေတည်းဒီမိတာကြီးမဂ္ဂဇင်းအေပီလ1961ခုနှစ် အခုဖတ်ပြလိုက်တာကတော့ဆရာကြီးတာလူရဲ့ပေါ်လွန်အားကြီးပါတယ်ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်။ဒီကနေ့ဖတ်ပြခဲ့တာတွေကိုနားဆင်အားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။